လောကမှာလူတော်တော်များများကသူတို့လိုချင်တဲ့အရာတွေသူတို့ရရင်တဲ့အရာတွေကိုတိတိကျကျတိကျပါတယ်ဒါပေမဲ့လူအနည်းစုပဲသူတို့လိုချင်တဲ့အရာတွေကိုရကြတယ်သူတို့ရောက်ချင်တဲ့ဘဝကိုရောက်ကြတယ် ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အဖြေကတခုပါပဲ။အဲ့တော့လူတွေကသူတို့လောက်အောင်မဲ့အရာတွေကိုမသိလို့မဟုတ်ပါဘူး။သူတို့လုံရမဲ့အရာတွေသူတို့သိပြီးသားပါ။ဒါပေမဲ့လိုက်ပြီးတော့မှမလုတဲ့အတွက်သူတို့လိုချင်တဲ့အရာတွေကိုမရတာ။သူတို့ဖြစ်ချင်တဲ့ဘဝကိုမဖြစ်နိုင်တာ။ဖြစ်ပါတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလေဘဝမှာကိုကလိုချင်တာတွေရှိပြီး ဖြစ်ချင်တာတွေရှိပြီဆိုလို့ရှိရင်ဘာလို့ရမှာလဲဆိုတော့တကယ်ကိုလက်တွေ့အကောင့်ထဲပေါ်ပါအဲ့တော့ကိုတည်ပြီးသားကျွန်တော်တို့ကအချမ်းမကြီးကောင်းမှုအတွက်ဆိုလို့ရှိရင်ဘာတွေလုပ်ရမလဲတော့ငွေကြေးဥစားချမ်းသာကြွယ်ဝမှုဆိုလို့ရှိရင်ဘာတွေလုပ်ရမလဲတော့ relationship ကောင်းမှုဆိုလို့ရှိရင်ဘာတွေလုပ်ရမလဲကျွန်တော်တို့ဒါတွေတည်ပြီးသားပါနော်အဲ့ဒီတိပီးတဲ့အရာတွေကိုကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့တကယ်လိုက်လို့ရမှာတကယ်လက်တွေ့လှုပ်ဆောင်ရမှာ ဒါမှသာနေကျွန်တော်တို့ဘာဖြစ်မှာလဲဆိုတော့ကုလိုချင်တဲ့ဘဝရမှာကိုဖြစ်စင်တာတွေကျွန်တော်တို့ဖြစ်လာမှာအဲ့တော့ပြောရမယ့် solution တော့အဲ့ဒီအကြောင်းအရာအခုကျွန်တော်ပြောတဲ့အရာကိုဒီနေ့စလုပ်ဖို့ကျွန်တော်တို့လိုပါပြီအဲ့တော့ကိုယ့်ရဲ့ဘဝမှာဒီနေ့ကစပြီးတော့မှငါဘာတွေလိုချင်တာလဲဘဝမှာအဲ့လိုချင်တဲ့ goal တွေကိုကျွန်တော်တို့သတ်မှတ်သတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်အကောင့်ထဲပေါ်ပါငါဘာတွေလုပ်ရမှာလဲဘယ်နေ့ကိုအပြစ်ပြတ်လောက်ရမှာလဲဘယ်အချိန်မှာအပြတ်လောက်ရမှာလဲဆိုတော့ plan ဆွဲပြီးတော့မှတကယ်လက်တွေ့အကောင့်ထဲပေါ်ဖို့လိုပါတယ် ဒါမှသာလျှင်ကိုလိုချင်တဲ့ဘဝရောက်ပါလိမ့်မယ်ကိုရချင်တာတွေလည်းရပါလိမ့်မယ်အဲ့တော့ဒီကြောင့်လည်းကနေပြီးတော့မှခရီးဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေတွေဒီကျိုးရစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုတို့ကျိုးရစုံတွေရတယ်ဆိုလို့ရှိရင်တော့ထုံစံတိုင်းမှာကိုမမ yes တွေ့ရပြီးပါအောင်ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးအတွက်လည်းကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညမရောက်မှာမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ